အားလုံးပဲမင်္ဂလာပါကျမတို့ဒီနေ့က finite clause နဲ့ non finite clause ကိုခွဲပြောင်းมาဖြစ်ပါတယ်အဲ့တော့ကျမတို့ finite clause အကြောင်းပြောမယ် clause လို့ပြောလိုက်တာ ਨੇ ဒီဒီ sentence အကြောင်းမှာ subject verb ပါတယ်ပေါ့เนาะအဲ့တော့အဲ့ဒီပါ သုံးထားတဲ့ verb ဒီ finite verb ကို ယူသုံးထားတဲ့အတွက်ကြောင့်ကျမတို့က finite clause လို့ခေါ်တယ်အဲ့တော့ဘယ်လိုအခြေအနေမျိုးမှာကျမတို့ finite verb လို့ပြောလဲဆိုတော့ ဒီ but ဒီ diva ကပေါ့နော်ကျမတို့ tense အချိန်ကာလကိုဖော်ပြပေးတယ် present past future เนาะလက်ရှိလုပ်နေတာဒီအတိတ်ကပြီးသွားတဲ့အကြောင်းအရာတွေဖြစ်မဖြစ်လာသေးတယ်ဒီ future အတွက်ပြောတာဒါမျိုးနေထားတဲ့အတွက်ကျမတို့သုံးထားတဲ့အကြောင်းဖော်ပြနေတယ်ဆိုရင်ဒါဒီ final verb ဖြစ်တယ်နောက်ဒုတိယတစ်ချက်ကဒီသုံးထားတဲ့စာချက်နဲ့သူဒီ conjugate လုပ်ပေးတယ် conjugate လုပ်တဲ့ဆိုတာကကရိယာခွဲတာ singular စာချက်ဆိုရင်ကျမတို့ verb ကိုလိုက်ပြီးတော့စာချက်တစ်ခုကိန်းအများကိန်းပေါ်မှာမူတည်ပြီးတော့ SES ပေါင်းတာတို့ပါလို့ရှိလာတယ်။အဲ့တော့ဒီမှာဆိုရင် exam မှာပေးထားတယ် she runs every morning မနက်ခင်တိုင်းသူမကပြေးတယ်။ဒါဒါဒီပြေးနေကြအလုပ်ဖြစ်တဲ့ general true ဖြစ်တဲ့အတွက်ကြောင့်သူကို present tense နဲ့ရေးထားတယ်။ subject ဒီ she ဆိုတဲ့တူတဲ့ဖြစ်တဲ့အတွက်ကြောင့် run ကို s ပေါင်းထားတယ်။ တော့ surgeon နဲ့ va ပါတဲ့အတွက်ကြောင့်ဒီ word ကြောင့်ကိုကျွန်တော်တို့ clause လို့ခေါ်ပြီးအဲ့တော့ဒီ va ဒီ singular surgeon ဖြစ်ကြောင့် s ပေါင်းထားတယ် present တဲ့အချိန်ကာလကိုလည်းဖော်ပြပြီးတဲ့အတွက်ကြောင့်ဒါဒီ finite va အဲ့တော့ finite va ကို သုံးထားတဲ့ဒီ word ကြောင့်ကိုကျွန်တော်တို့ finite clause လို့ခေါ်မှာဖြစ်တယ်နော်အဲ့တော့ finite clause အတွက် example နဲ့လက်ဆက်ကြည့်မယ် she like coffee အဲ့တော့သူမ coffee ကိုကြိုက်နှင်းသက်တယ်နော်ဒီမှာအဲ့တော့ coffee ကိုသူမကကြိုက်တယ်ဒီ like ဆိုတဲ့ဘာမှာ singular စာချက်ဖြစ်တဲ့အတွက်ကြောင့် s founder တဲ့ကြောင့်ဒါဒီလဲပဲဒီကရိယာခွဲထားတဲ့ဒီနေ့အပြင် conjugate လုပ်ထားတဲ့အတွက်ကြောင့် final verb ကိုသုံးထားခြင်းဖြစ်တဲ့ final verb သုံးထားတဲ့ဒီစာချက်နဲ့ verb ပါတဲ့ clause ကိုကျမတို့ဒီ final clause လို့ခေါ်မယ်ဒုတိယဝကျောင်းမှာလည်းထို့အတူပဲအဲ့တော့ he went home early သူစောစောအိမ်ပြန်လာခဲ့သည် went the past tense နဲ့သုံးထားတယ်။အဲ့တော့အချိန်ကာလကိုလည်းဖော်ပြပေးတယ်။အတွက်ကြောင့်ဒါကိုကျွန်တော်တို့ finite verse လို့ခေါ်ပြီးတော့ finite verse နဲ့ရေးထားတဲ့ clause ကို finite clause လို့ခေါ်မယ်။ဒုတိယဝါကျဆက်ကြည့်မယ်။ I know that she is tired. သူမပင်ပန်းနေတယ်ဆိုတာကိုငါကသိနေတယ်။ နော်အဲ့ဒီဝတ်ကြောင်းမှာဆိုလဲသူတို့ဒီပဲ is ဆိုတဲ့ singular စာချက်ဖြစ်တဲ့ကြောင့် is ကိုသုံးထားတယ်။ tire ကဒီနေရာမှာ ag တဲ့နော် var မဟုတ်ဘူး။အဲ့တော့ဒီနေရာမှာဒီစာချက်နဲ့ conjugate လုပ်ပြီးတော့ဒီ is ကိုသုံးထားတဲ့အတွဲကြောင့်ဒါကိုလည်းကျမတို့ဒီ finite clause လို့ခေါ်မှာဖြစ်တယ်နော်။အဲ့တော့ကျမတို့ non finite clause ကိုတွေ့ရမယ်။ အဲ့တော့ကျမတို့ non finite clause မှာကြတော့ non finite verb ကိုသုံးတယ်အဲ့တော့ non finite verb ကများများဆဆောင်ရှိဘူးသုံးမျိုးပဲရှိတယ် infinitive phrase သူရဲ့နောက်မှာ always verb zero လိုက်တယ်เนาะ base verb လိုက်ထားတယ် bare infinitive လို့လည်းခေါ်ပါတယ်အဲ့တော့ to နဲ့ verb zero နဲ့ပေါင်းထားတဲ့ phrase ဖြစ်နိုင်တယ်တို့ဒီမို့ကျမတို့ verb ကို ing ပေါင်းထားတာ သို့မဟုတ်ဒီဘောက်ကိုပဲ ED သို့မဟုတ် EN သို့မဟုတ် T ပေါ့နော်ဒါကတော့ regular irregular ပုံမှာမူတည်ပြီးတော့ chain နဲ့အဲ့တော့အဲ့လိုပုံသဏ္ဍာန်၃ခုပဲရှိမယ် do va to bra va zero va ing va ed en ပေါ့နော်ဒါတွေကိုယူသုံးထားတဲ့ clock ဆိုရင်တော့ကျွန်တော်တို့ non finite clock လို့ခေါ်မှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီ verb တွေက non finite verb ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်။အဲ့တော့သူဒီကျွန်တော်တို့ finite clock နဲ့ကွာခြားချက်ကဒီ subject ဒီ singular plural ပုံမှာ multi ပြီးတော့ဒီ ing ကိုကျွန်တော်တို့ s bound တာလို့ဘာလို့လုံးဆောင်မလို့တလို့ဒီ infinitive phrase ကိုလည်း to ya not မှာ always verb zero လို့ပြောတဲ့အတွက်ကြောင့် s es bound ရှာလည်းမလို့ဘူး။အဲ့လိုမျိုး verb ကို change လုံးဆောင်မလို့ဘူး။ ဒီဘားတွေကိုတုံးထားတဲ့ဝက်ကြသည်ကျွန်တော်တို့အချိန်ကာလကိုလည်းမဖော်ညွှန်းဘူး 2 never 0က2 never 0ပဲ present tense ရော past tense ရော future tense ရော ing လည်းထိုးတူပဲအဲ့တော့ဒီ time frame ပေါ့နော်အချိန်ကာလကိုဖော်ပြထားခြင်းမရှိဘူး suggest singular plural ပုံမှာမူတည်ပြီးတော့လည်း diva တွေကအပြောင်းလဲမရှိဘူးအဲ့ဒီအတွက်ကြောင့် diva တွေကိုကျွန်တော်တို့ non finite va လို့ခေါ်တယ် non finite va နဲ့တိဆောက်တာတဲ့ဝါကြကိုကျွန်တော်တို့ non finite clause လို့ခေါ်မှာဖြစ်တယ်အဲ့တော့ဒီဟာတွေကကျွန်တော်တို့ဘယ်လိုမျိုး function လုပ်ပေးတယ်လဲပေါ့နော်သူထန်းဆောင်တဲ့သူရဲ့ခန္ဓာကနောင်အဖြစ်လဲကျွန်တော်တို့တွေ့ရတယ် agd ဖြစ် ဲ့လည်းသူက function လုပ်ပေးတယ်လို့ ever ဖြစ်နဲ့လည်းဝကြထမှာတွေးနိုင်တယ်เนาะဒီမှာဆိုရင် example ပေးထားတဲ့ infinite clause infinite clause ဆိုတာကဒီ2ရဲ့ base var เนาะ var 0ကိုပြောချင်းဖြစ်တယ်အဲ့တော့ဒီဝက်ကြမှာကြည့်လိုက်မှာ to win the prize ဒီ prize ကိုရောက်ဖို့အတွက်က was ဖြစ်ပါတယ် history သူရဲ့အိမ်မက်ဖြစ်ပါသည်ဒီ bold letter နဲ့ရေးထားတဲ့ to win the prize သူရဲ့နောက်မှာဖြစ်ဒီ vazero နဲ့ရေးထားတဲ့ကြောင့်ဒါဒီ finite clause infinite တိုင်းပေါ့နော်ဒီ infinite vazero နဲ့ရေးထားတဲ့ကြောင့် non finite clause လို့ခေါ်တယ် main verb က was နော်ဒီနေရာမှာ was ဆိုတဲ့အရာဒီ finite verb history က complement နေရာဝင်တဲ့ noun phrase တော့ဒီနေရာမှာ to win the prize ဆိုတဲ့ဒီတဲ့ွဲလုံးဒီ phrase တစ်ခုလုံးဒီစာချက်အဖြစ်သူကလှုပ်ဆောင်ပေး နော်အဲ့တော့ဒီစုကိုရောက်ဖို့အတွက်ဆိုတာကသူရဲ့အိမ်မဲ့ဖြစ်ပါသည်စာချက်ဆိုတော့ကလို့ကျွန်တော်တို့ပါတာပြန်မယ်နော်နောက်တစ်ခုကျွန်တော်တို့ ING pattern တစ်ချက်ကြည့်မယ် running first ဒီမှာ running ING ကိုတော့တွေ့ပြီ running first မြန်မြန်ပြေးတယ်တဲ့ he catch the bus အော်မြန်မြန်ပြေးတဲ့အတွက်ကြောင့်မို့လို့သူ bus ကမှီသွားတယ်ဒီအရှိဝတ်ကြောင့်မှာကျွန်တော်တို့ ING တွေ့တယ် ဲ့ဒီ ing ဒီ singular စာချက်ဖြစ်တဲ့ he မို့လို့သူကို s ရသွားပေါင်းစရာလည်းမလိုတလို့အချိန်ကာလကိုလည်းသူကဖော်ပြမပေးဘူးဒါကြီးကဘယ်တော့မှဖြစ်ပြတဲ့ဆိုတာကိုကျွန်တော်တို့ဘယ်ဟာကြည့်ပြီးသိလဲဆိုတော့ဒုတိယ main clause မှာရှိတဲ့ catch ဆိုတဲ့အရာက past tense ဖြစ်တဲ့အတွက်ကြောင့် on သူမြန်မြန်ပြေးလိုက်တဲ့အတွက်ကြောင့် bus ကမှီသွားပါလားဆိုတဲ့အကြည့်ကိုရတာကျွန်တော်တို့နော်ဒါသည်ကျွန်တော်တို့ဒီ running ကိုကျွန်တော်တို့ past tense လို့မြင်လို့မရဘူးဒါသည် non finite clause ဖြစ်တယ် ဒီဝက်ကြောင်ကိုပို့ပြီးတော့တိုက်တယ်ကျင့်လဲအောင်ကျွန်တော်တို့စာချက်တွေဒီ happen bar တွေကိုဖြုတ်ပြီးတော့ဒီတိုင်းရေးထားခြင်းဖြစ်ပါတယ်သူဒီဉာဏ်ဉာဏ်ပြေးသောကြောင်းလို့ပြောတဲ့အတွက်ကြောင့်သောကြောင်းဆိုတဲ့အရာဒီအကြောင်းပြချက် reason အဲ့တော့အကြောင်းပြချက် reason ဆိုတာက ever မှာပဲရှိရတဲ့အတွက်ကြောင့် running fast ဒီ ever အဖြစ်သူကလှုပ်ဆောင်ပေးတာ เนาะနောက်တစ်ခုဆက်ကြည့်မယ် ING B ဆိုတော့ ED ENT စသဖြင့်ပေါ့เนาะဒါက regular verb irregular verb တွေပုံမှန်မူတည်ပြီးတော့ပုံသဏ္ဍာန်ကချိန်းတာအဲ့တော့ build built built building အဲ့တော့ဒီမှာဆိုရင်ကျမတို့ဒီဒီဟိုနော် past party seven နဲ့ရေးထားတယ် in 1990 no the house is still beautiful အဲ့ဒီတော့ဆောက်ထားတဲ့အရာခုချိန်ဒီလှနေတုံးပဲလို့ပြောတယ်အဲ့တော့ဒီအိမ်ဒီသူက ဆောက်တာမဟုတ်ဘူးသူ့ကိုလူကဆောက်တာအဲ့ဒီအတွက်ကြောင့်ကျမတို့ဒီ perfect part ဟိုနော်ဒီ past party seven နဲ့ရေးထားခြင်းဖြစ်တယ်အဲ့တော့ ဒီနေရာမှာကျွန်မတို့ဒီစာချက်တွေဗားတွေကွန်ဂျူဂိတ်လုပ်ထားတာမဟုတ်ဘူးဒီ past participle ဆိုအလွယ်ပြောမှဆိုတော့ what the re ပေါ့နော်ဒီအိမ်ကတလုံးနဲ့ဆိုပေမဲ့သူကသူ့ကို s ဗားတွေပေါင်းစရာမလိုဘူးเนาะအဲ့ဒီအတွက်ကြောင့်ထောက်ကူရနဲ့90ရဲ့ခုနဲ့မှဒီဆောက်ရတော့ဒီအိမ်ကအခုချိန်ထိလှနေတုံးပဲဒါဒီ LGD ဖြစ်သူက function လုပ်ပေးတာဖြစ်ပါတယ် အဲ့တော့ကျမတို့ finite clause လည်းသိပြီ non finite clause လည်းသိပြီအဲ့တော့အဲ့ဒါကိုဘာကြောင့်သိဖို့လိုအပ်တယ်လဲဆိုတော့ကကျမတို့မှာအကြောင်းပြချက်၅ခုရှိတယ် main clause လား subordinating clause လားဆိုတော့ကျမတို့ခွဲခြားသိဖို့အတွက်ဒီဝါကြက finite လား non finite လားသိဖို့လိုတယ်အရင်ဆုံးကြည့်မယ် she walk hard ဒီဝါကြမှာဆိုရင် walk ဆိုတဲ့ဒီ verb မှာ s ပေါင်းထားတဲ့ singular စကြက်ဖြစ်တဲ့အတွက်ကြောင့် ဘာတလုံးနဲ့ပဲရှိတယ် tenses ကိုလည်းပေါ်ပြတယ် subject နဲ့လည်းကရိယာညှိထားတဲ့အတွက်ကြောင့်ဒါသည် final clause ဖြစ်တယ် final clause ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုကျွန်တော်တို့ main clause လို့ခေါ်မယ် เนาะနောက်တစ်ကြောင်ဆက်ကြည့်မယ် working hard she achieve success ဒီအလုပ်ကြိုးစားတဲ့အတွက်ကြောင့်ဒီမကအောင်မြင်မှုကိုရရှိသည်အဲ့တော့ working hard ဆိုတဲ့အတိုင်းကျွန်တော်တို့ tenses ကိုမပေါ်ပြပြီး present လား past လား future လားကျွန်တော်တို့မသိနေဘူးအနောက်ကိုဆက်ကြည့်လိုက်တဲ့အခါမှာ she achieve success achieve ဒီ past time ဖြစ်တဲ့အတွက်ကြောင့်ဒါဒီအတိတ်ကာလကိုဖော်ညွှန်ခြင်းဖြစ်တဲ့အဲ့တော့ tenses ကိုပေါ်ပြပေးထားတဲ့အတွက်ကြောင့်ဒုတိယဒီ she achieve success ဒီကျွန်တော်တို့ definite clause ဖြစ်ပြီးတော့အရှိမရှိတဲ့ working hard ဒီ non finite clause ဖြစ်တယ်เนาะ subordinating clause လို့ခေါ်မှာဖြစ်တယ်။နောက်ကျွန်မတို့ဒီ complex ဖြစ်တဲ့ fluent ဖြစ်တဲ့ဒီ weather တွေကိုရေးဖို့အတွက်လိုအပ်တယ်เนาะဒီ final clause တွေ non final clause တွေသိဖို့လိုတယ်။ တော့ဒီမှာရှင်းပြထားတယ် she study hard ပြီးသွားပြီဒါကြောင့် she wanted to pass the exam ဒါကြောင့်အဲ့တော့ဒါမျိုး suggestive suggestive အဲ့လိုမျိုးအတူတူလေးတွေလိုက်ရေးတဲ့ခါကြလို့ရှိရင်ကျမတို့က choppy sentence လို့ခေါ်တယ်အဲ့ဒါပေါ့နော်အဲ့တော့နှစ်ကြောင်းကိုတစ်ကြောင်းနဲ့ပေါင်းပြီးတော့ complex fluent structure နဲ့ရေးမယ်အဲ့တော့ရေးလိုက်မယ်ဒီကားကဒီ tenses ကိုဖော်ပြပေးတယ်ဆိုရင်ဒါဒီ finite ဖြစ်တဲ့အတွက်ကြောင့် main clause အဲ့တော့ she study hard ဒါဒီ main clause ဖြစ်သွားပြီအနောက်မှာ she wanted to pass the exam summer work ကိုအောင်ကျင်တယ်အဲ့တော့အောင်ကျင်တယ် ော့ဒီမရဲ့စံကြအဲ့တော့ဒါကိုကျွန်တော်တို့ကသူ့မှာလဲ past tense နဲ့ရေးထားတယ် infinitive phrase ကိုချိန်လိုက်မယ် to bark the exam somewhere on bo ya and တို့မှာကပြင်းပြင်းထန်ထန်စူးစမ်းခဲ့ပါသည်အဲ့တော့ to bark the exam ဒီ2ရက်နောက်မှာ base ပါ เนาะဒီ bar zero လိုက်လာတဲ့ဒါကြောင့်သူ့ကိုကျွန်တော်တို့ non finite clause လို့ခေါ်တယ်အဲ့တော့ singular စာချက်ဖြစ်တဲ့အတွက်ကြောင့်ဒီ bar ဆိုတဲ့ဒီ verb မှာကျွန်တော်တို့ကိရိယာလာခွဲပြီးတော့ s တွေ es တွေပေါင်းပေးစရာမလိုဘူးသူဒီ non finite ဖြစ်တဲ့အတွက်ကြောင့်သူ့တိုင်ထားရင်ရပြီเนาะထို့သူပဲအချိန်ကာလကိုဖော်ပြဖို့အတွက်ကျွန်တော်တို့ဒီ finite လား non finite လားဆိုတာပြီးဖို့လိုအပ်တယ်ဒီ word ကြောင့်မှာဆိုရင် i know that she is coming ဒီမှာလာနေပြီဆိုတော့ငါသိတယ် တော့ singular စာချက်ဖြစ်ကြောင် is ကိုသုံးထားတယ်ကျမတို့ဒီ present tense ဖြစ်ကြောင်လည်းသူက is နဲ့ဖော်ပြထားတယ် စာကျမ်းနဲ့လည်းကွန်ဂျူဂိတ်လုပ်တဲ့အချိန်ကာလ tenses ကိုလည်းသူဖော်ပြတဲ့အတွက်ကြောင့်ဒါဒီကျမတို့တဲ့ finite clause ဖြစ်တယ် နောက်တစ်ကြောင်ဆက်ကြည့်မယ် i know how to be coming အဲ့တော့ဒီ be ကိုလာတုံးလိုက်တဲ့အတွက်ကြောင့် be ဒီကျမတို့ am is are was ဆိုတာဒီ but to be of su ရဲ့เนาะ base word ဒီ be be ကိုယူသုံးခြင်းဖြစ်တယ် to ရဲ့နောက်မှာကျမတို့ base word ပဲလိုက်မှာဖြစ်တဲ့အတွက်ကြောင့် is to are တို့အစားဒီ was တို့ were တို့အစားကျမတို့ be be ကိုပဲတုံးလိုက်တယ်အဲ့တော့ဒီ be ကိုတုံးလိုက်တဲ့အတွက်ကြောင့်ဒီ he ပဲဖြစ်ဖြစ် she ပဲဖြစ်ဖြစ် her ပဲ ်ပြည့် i မဲ့ပြည့်ကျွန်တော်တို့ဒီ b ကပြောင်းစရာမလိုတော့ဘူးအဲ့တော့ပြောင်းတော့မလိုဘူးဒီ subject နဲ့ conjugate လောက်ဆောင်မလိုသလိုဒီ verb present tense ဆိုရင် msr past tense ဆို was was ဆိုပြီးတော့လဲ light change စရာမလိုပဲမူရင်းမဲ့ထားလို့ရတဲ့အတွက်ကြောင့် to be ဆိုတဲ့အရာဒီ infinitive phrase နေနဲ့ရေးထားတော့ non finite clause ဖြစ်တယ်နော် တော့၄ခုမြောက်ပေါ့နော်ဒီရည်ရွယ်ချက်ကတော့ဒီတဘောဝကြကြရေးဖို့ academic writing တွေမှာကျွန်တော်တို့အသုံးချတတ်ဖို့လိုတယ်အဲ့တော့ exam မှာပေးထားတယ် when she finish her homework she want to bed အဲ့တော့ကျွန်တော်တို့ဒီမှာ when she finish her homework ကတစ်ဖြတ်ဒါဒီအချိန်ကာလကိုဖော်ပြပြီးတော့ ever class on time ဒီ subject ပါတယ် verb ပါတယ်ကြောင့် class အချိန်ကာလကိုပေးတော့ ever class on time finish မှာ ed bounder တော့ဒါဒီ past tense ဆိုတာကျွန်တော်တို့သိတယ်ကရိယာလည်းခွဲထားတယ်အချိန်ကာလလို့ဖော်ပြပြရတဲ့ကြောင့်ဒါဒီ final online class he went to she went to bed သူမအဲ့ရောက်ဝင်သွားသည် went the past tense နဲ့သုံးထားတယ်အဲ့အတွက်ကြောင့် tenses ကိုဖော်ပြပြီးတော့ဒါဒီ final class နှစ်ခုစလုံးเนาะအဲ့ဒါကို advanced writer နဲ့ရေးမယ်ဆိုရင်ကျွန်တော်တို့မှာအဖြစ်အပျက်ကနှစ်ခုရှိတယ်ပထမဖြစ်ဖြစ်ပြီးတော့မှဒုတိယဖြစ်ဖြစ်ဖြစ်တာ ဲ့တော့ပြီးသွားတဲ့အဖြစ်အပျက်ကိုကျွန်တော်တို့က perfect tense နဲ့ရေးမယ်ဒုတိယဖြစ်ချက်ကိုကြတော့ဒီ present perfect ဆိုရင် present tense past perfect ဆိုရင် past tense အဲ့လိုမျိုး line နှိပ်တာအဲ့တော့ဒီမှာ advanced writer မှာတစ်ချက်ကြည့်မယ် having finished her homeworks အိမ်သာပြီးသွားပြီးတဲ့အခါမှာတော့ she want to ပဲသူမအိရာကိုဝင်သွားတဲ့အဲ့တော့ဒုတိယဝတ်ကြเนาะစာချန်နဲ့ verb တစ်လုံးနဲ့ရှိတဲ့ဒီဝတ်ကြဒီ main clause ဒီ main clause ကိုကြည့်လိုက်တဲ့ verb က past tense ဆိုတာကိုဖော်ပြပေးတဲ့အတွက်ကြောင့်ဒါဒီအတိတ်ကြောင့်ပြောနေတာဆိုတာသိတယ်အဲ့တော့အရှင်းမှရေးထားတဲ့အရာ deep. ပုံမှန်အတိုင်းရေးမယ်ဆိုရင်တော့ကျမတို့ past perfect tense နဲ့ရေးမှာအခုက non final clause နဲ့ရေးတဲ့အတွက်ကြောင့်ကျမတို့ having finished her homework ဆိုတာကိုရေးလိုက်တာเนาะအဲ့တော့ဒီမှာ singular စကြဲဖြစ်တဲ့အတွက်ကြောင့်ဒါကြီးကိုကျမတို့ SES နဲ့ပေါင်းစရာမလိုသလို past tense ဆိုပြီးတော့ဒါကြီးကိုဟိုပါเนาะ but do နဲ့လည်းတွားပြီးတော့ပြောင်းစရာမလိုဘူးဒါဒီဘာနဲ့ရေးထားတယ်လို့ပြောရမလဲဆိုရင် perfect participle နဲ့ရေးထားခြင်းဖြစ်တယ်ဒီအိစာပြီးတဲ့အခါမှာသူမအိယာ သူဝင်သွားသည်ပထမဖြစ်ပျက်ကအိမ်စာပြီးတာပြီးတော့မှအိရာကိုဝင်တာအရှင်သည်နှစ်ခုရှိတယ်ပထမအရှင်ကိုပါဖက်နဲ့ရေးပြီးတော့မှဒုတိယအရှင်ကိုကျမတို့ကဒီ past tense နဲ့ရေးတာဒါဒီပုံမှန်အားဖြင့်ဒီမှာကျွန် past perfect နဲ့ရေးမှာအခုက non final clause အကြောင်းပြောနေတဲ့အတွက်ကြောင့် advanced swear ကြနဲ့ perfect participle နဲ့ရေးပြထားခြင်းဖြစ်ပါတယ် နော်ဒါ academic writing တနည်းအားဖြင့်ဒီတဘောဝကြကြရေးချင်တဲ့အခါမှာ non finite clause တွေကိုသုံးတယ်ထို့အတူပဲကျမတို့ဒီ adjective တွေနော်ဒီ verb တွေအဲ့ဒီဟာတွေကိုကျမတို့မှန်မှန်ကန်ကန်သုံးတတ်ဖို့လိုတယ် example သုံးခုပေးထားတယ် i want to ကို want ဆိုတဲ့ verb ကိုကျမတို့သုံးလိုက်ပြီအဲ့တော့ဒါဒီဖြစ်ခြင်းဒီဆန္ဒရှိတယ်နော်ဒီဒီ want ကလိုချင်တယ်အဲ့တော့အနောက်မှာကျမတို့ infinitive လာရပါတယ် want မှာတနည်းအားမှာကျမတို့က enjoy လို့သွားသုံးမယ်ဆိုရင်တော့ကျမတို့ ing line မှာဖြစ်တယ် ဒါတော့လို့ကိုလုံးနေကြเนาะဖြစ်လေးဖြစ်တာရှိကြလုံးနေကြရာဆိုရင်တော့မ ing လိုက်မယ် one ဆိုရင်တော့ကျွန်တော်တို့ infinitive လိုက်มาဖြစ်တယ်အဲ့တော့ to နဲ့ verb ဆိုလို့လိုက်တဲ့အတွက်ကြောင့်ဒီ bold letter နဲ့ရေးထားတဲ့ဒီဟာကိုကျွန်တော်တို့ non finite infinitive လို့ခေါ်တယ်ထို့သူပဲ i suggested that he go ပုံမှန်အချက်ဒီတိုင်းကြည့်လိုက်မယ်ဆိုတော့ဝါကြရမှားနေတယ်ပေါ့เนาะဒါမျိုးမြင်သွားနိုင်တယ်သို့တော့ကျွန်တော်တို့ဒီ subjunctive mood ဒီ playlist ကိုကြည့်ထားတဲ့သူကတော့ oh ဒါဒီ subjunctive verb ကိုသုံးထားတဲ့အတွက်ကြောင့်ဒီ singular လာစာကြမ်းရှိဖြစ်ပေမဲ့ဘာကို ES မပေါင်းထားပါလားဆိုတာကျွန်တော်တို့သိရမယ်เนาะအဲ့တော့ suggested verb တွေရှိတယ် suggested adjective တွေရှိတယ် suggested move မှာသုံးတဲ့အရာပေါ့เนาะပြီးတော့ fix လောက်ထားပြီးသားเนาะဒီ set phrase တွေရှိတယ်သွားပြင်လို့မရဘူးသူတို့ပြောတဲ့အတိုင်းကိုကျွန်တော်တို့ယူသုံးရတာအဲ့တော့ဒီ suggested mood playlist ကိုကြည့်ဖို့အတွက် recommend ပေးပါတယ်အဲ့တော့ I suggested that he go singular စာကြမ်းဖြစ်ပေမဲ့ go မှာ ES မပေါင်းထားပါဘူးအဲ့ဒါကိုကျွန်တော်တို့ဒီဟာပေါ့เนาะဒီ suggested move move နဲ့ရေးတယ်လို့သဘောပါရမယ်။ဘာကြောင့်လဲဆိုတော့ suggesting ဆိုတဲ့သူများကကိုယ်ကဖြစ်စေချင်တာရည်ရွယ်တာတိုက်တွန်းတာဆိုတဲ့သဘောမျိုးနဲ့ပုံထားတဲ့အတွက်ကြောင့်ဖြစ်တယ်။နောက်တစ်ကြောင်ဆက်ကြည့်မယ်။ she admitted stealing the money ။ပတ်စံခိုးခြင်းကိုသူမကဝန်ခံခဲ့တယ်ဒါလုပ်ပြီးသွားပြီးအကြောင်းအရာကိုကျွန်တော်ကပြန်ပြီးတော့ပြောတဲ့အခါမျိုးမှာပြီးသွားပြီးအကြောင်းအရာပြန်ကြောင်းဒီ ing နဲ့ရေးထားခြင်းဖြစ်တယ်။မလုပ်ရသေးဘူးဆိုရင်တော့ကျွန်တော်တို့ infinitive to blah 0နဲ့ရေးမှာဖြစ်ပါတယ်။ အဲ့တော့ဒီ slide မှာဆိုရင်ကျမတို့ဒီ clause တွေရဲ့အမျိုးအစားကို identify လုပ်မယ်မျိုးစာခွဲမယ်ပေါ့နော် finite clause လား non finite clause လားကျမတို့ကြည့်ကြရအောင်အဲ့တော့ she said that she was tired ဒီမှာပင်ပန်းနေပြီလို့ဒီမှာကပြောတယ်ဒီမှာကျမဒီ underline တားထားတဲ့ word ကြောင့်ကိုကြည့်နော်အဲ့တော့ was ဆိုတဲ့အရာကိုသုံးထားတယ် singular စာချက်ဖြစ်တဲ့အတွက်ကြောင့်ဒါဒီကျမတို့စာချက်နဲ့ conjugate လုပ်ထားပြီးတော့ past tense ဆိုတာကိုဖော်ညွှန်းထားတဲ့အတွက်ကြောင့်ဒီ clause ဆိုရင်ကျမတို့က finite clause လို့ခေါ်မှာဖြစ်တယ်နောက်တော့ ောင်ဆက်ကြည့်မယ် to win the match နောက်ပြန်ဝဲကိုဒီ win နိုင်ဖို့အတွက်က is ဖြစ်ပါတယ် they are only go သူတို့ရဲ့တူတီသောအတခုတီသော ပန်းတိုင်းဒီဒီပြန်ဝဲနိုင်ဖို့အတွက်ဖြစ်တယ်အဲ့တော့ to ရဲ့နောက်မှာ base word လိုက်ထားတယ်သူဒီ subject နေရာကိုဝင်ထားတယ် infinitive phrase เนาะဒီ subject အဖြစ်လှုပ်ဆောင်ထားပေးတယ်ဆိုတော့ဒါဒီကျွန်တော်တို့ non finite ဖြစ်ပါတယ် ထို့တူပဲ he left the room without saying a word စကားလုံးတစ်လုံးမှမပြောဘဲနဲ့ခန်းထဲကသူကထွက်သွားတယ်အဲ့တော့ဒီဝဲကြောင့် without saying a word ဆိုတာမှာ saying ဆိုတဲ့ verb ကိုကြည့် ing နဲ့ရေးထားတယ်အဲ့တော့အဒီ ing နဲ့ရေးထားတဲ့ verb ဒီ singular စာချုပ်မှုလို့ ses နဲ့ပေါင်းစရာမလိုသလိုဒီ left leave love love leaving เนาะ past tense နဲ့ရေးထားကြသူကိုလည်းကျွန်တော်တွားချင်းကြောင်မလို့ဘူးအဲ့တော့စာချက်နဲ့လည်း conjugate မလုပ်တယ်လို့ tenses ကိုလည်းမြည်စရာမလိုတဲ့အတွက်ကြောင့်ဒါသည် non finite ဖြစ်ပါတယ် although he was late he didn't miss the bus เนาะဒီနောက်ကြပေမဲ့လည်းသူက bus ကားကိုမလွတ်သွားဘူး bus ကားမှီသေးတယ်လို့ပြောတာအဲ့တော့ဒီမှာ although ဆိုတဲ့နောက်မှာ he was late ဆိုတဲ့ဝါကြောင့်ကိုကြည့် singular စာချက်ဖြစ်ကြောင့် was ကိုသုံးထားတယ်။ past tense ဖြစ်ကြောင့်ကျွန်တော်တို့ was နဲ့သုံးထားတယ်။အဲ့တော့စာချက်နဲ့ ည်း conjugate လုပ်တယ်လို့ tenses ကိုလည်းရှို့ပြပေးတဲ့အတွက်ကြောင့်ဒါသည် finite clause လို့ကျွန်တော်တို့ခေါ်မှာဖြစ်တယ်เนาะနောက်တစ်ခု built in 1990 the build is the strong เนาะအဲ့တော့အခုချိန်လေးတန်မာနေတုံးမယ်เนาะ strong ဖြစ်နေတုံးမယ်လို့သုံးတယ်အဲ့တော့ build ဆိုတဲ့အရာဒီကျွန်တော်တို့ past participle နဲ့သုံးထားတယ်ဒီတဒါအဲ့တော့ ဒီဒီမှာဆိုရင်ဒီမှာတို့ is ကိုသုံးထားကြတာ present tense ကိုဖော်ညွှန်းတာဒါပေမဲ့အရှင်းမှာရှိတဲ့ဒီ build ဒီကျွန်တော်တို့ present လား past လားကျွန်တော်တို့သိစရာလည်းမလိုဘူးအဲ့ဒီအဲ့လိုကြောင့်သူဒီကျွန်တော်တို့ non finite လို့ပြောရမှာဖြစ်တယ်သူတို့ပဲ when he arrived when she arrived everyone cheer เนาะသူမရောက်လာတဲ့ချိန်မှာလူတိုင်းကချီးအားလုပ်ပေးတယ်ဗောနော်ဒီကောင်းချီးပေးတယ်ဒီချီးမြှောက်တယ်အဲ့တော့ ဒီမှာ one ရရှိရ right ရအဲ့တော့ singular စာကျဲဆိုတာတော့ကျွန်တော်တို့သိတယ် a right မှာ ed ပေါင်းထားတော့ဒါဒီ past အဲ့တော့အချိန်ကာလကိုပြပေးပြီးဆိုရဲရသူဒီ finite ဖြစ်သွားပြီเนาะ non finite မဟုတ်တော့ဘူးဒါဒီ when she arrives ဆိုရဲရသည် ever closer time ဒီနေ့အပြည့်ဆိုရင်เนาะ finite clause လို့ဖြစ်ပြောမှာဖြစ်တယ်တကယ်တကယ် main clause ကြီးက everyone she ရလူတိုင်းက she ရလောက်တာက main clause အရှိမရှိတဲ့ရာက subordinating clause ဖြစ်တယ်เนาะနောက်တစ်ခု the man standing near the door is my teacher အဲ့တော့ဒီ word ကြောင့်က underline တားထားတဲ့စံလုံးကြီးပဲ standing ing ပေါင်းထားတယ် နော်ဒီ ING ပေါင်းထားတဲ့အတွက်ကြောင့်ကျမတို့ကဟိုစဉ်းစားရတော့မယ်။နီယာတတော်တကားရဲ့အနီးနားမှာရမ်းနေတာ။အဲ့တော့ဒီအရှင်းမှရှိတဲ့ man ဆိုတဲ့လူကိုပြောချင်းဖြစ်တယ်။ဒါပေမဲ့ဒီ the man ဒီတူတည်းပဲဖြစ်ပေမဲ့သူ့ကို is လည်းမသုံးထားသလိုဒီကျမတို့ဟိုပါဘောနော်ဒီ ING ပဲသုံးထားတာ။အဲ STES လည်းမပေါင်းထားဘူး။အဲ့ဒီအတွက်ကြောင့် standing နီယာတတော်ဆိုတဲ့အရာဒီကျမတို့အတွက် non finite ဖြစ်တယ်။ ်ပုံမှန်အဖြစ်ရေးမယ်ဆိုရင် the man who is standing near the door အဲ့လိုများလာမှာဒါပေမဲ့သူ့ကိုကျွန်တော်တို့ dance ဖြစ်လိုက်တာပေါ့နော်ဒီ reduce လုပ်လိုက်တဲ့သဘောနဲ့ရေးထားခြင်းဖြစ်ပါတယ်နောက်တစ်ခုရှိ promise to call me later အဲ့တော့နောက်ပိုင်းကဖုန်းခေါ်မယ်လို့ဒီမှာကတော့ဂရိပေးတယ်လို့ပြောတယ်အဲ့တော့ဒီမှာ underline တားထားတဲ့ဝါကြောင့်ကိုကြည့် to call me later เนาะအဲ့တော့ she ဆိုတဲ့စကြက် တယောက်တည်းပဲရှိတယ်ဒါပေမဲ့ call မှာ s ပေါင်းစရာမလိုဘူးထူရနောက်မှာ always verse လို့လို့ပြောရတဲ့ကြောင့်ဒါဒီ infinitive phrase နဲ့ရေးထားတဲ့အတွက်ကြောင့် non finite clause လို့ပြောရမှာဖြစ်တယ်တို့တူပဲ having completed his homework he went to bed နော် homework ပြီးသွားပြီဆန်းနောက်မှာသူအိမ်ရောက်ဝင်သွားတယ်အဖြစ်အပျက်နှစ်ခုရှိတယ် first action ပြီးတော့ second action ဖြစ်တယ်အဲ့တော့ first action ကအိမ်သာရင်ပြီးအောင်လုပ်တာ second action ကအိမ်ရောက်ဝင်တာ ဲ့တော့ဒီမှာဆိုရင် want want to နဲ့တုံးထားတယ်ဒါပေမဲ့အရှင်းမှာ have have ကိုပဲတုံးထားတာ past တန် तू อ่ะ तू อ่ะ what do ဖြစ်လို့ had ကို ing ပေါင်းကြအောင်မလုပ်ဘူးအဲ့တော့ဒီ tenses ကိုဖော်ပြပေးတာလည်းမဟုတ်တလို့ဒီ sergeant နဲ့လည်း conjugate မလုပ်တဲ့အတွက်ကြောင့်သူ့ကိုကျွန်တော်တို့ non final clause လို့ခေါ်မယ်သူရဲ့ number ကကျွန်တော်တို့ဒီ perfect participle ဖြစ်တယ်နော် तू อ่ะ what do နဲ့ရေးထားကြအောင်အရှင်းမှာဒီဒီ past ဟောနော်ဒီ past perfect အဲ့ဒီအဲ့ဒီ past perfect ကိုကျွန်တော်တို့ participle phrase တော့ perfect participle ဟောနဲ့ရေးထားခြင်းဖြစ်တယ်နောက်ကြောင်ဆက်ကြည့်မယ် I think that he will come သူလာမယ်လို့ငါကထင်နေတယ် will ဆိုတဲ့ကျွန်တော်တို့ဒီ model auxiliary တွေ့ရတဲ့ဒါဒီ future tense ဆိုတာသိတယ်အဲ့တော့အချိန်ကာလကိုကျွန်တော်တို့ပြနေပြီဆိုကြတဲ့ဒါဒီ finite clause ဆိုတာကိုသိရမှာဖြစ်ပါတယ် ကျွန်တော်တို့ကတော့ advanced weather လေးတွေစက်ကူးထည့်ထားပါတော့စာကြည့်ရအောင် the committee agreed that the proposal should be revised before submission အဲ့တော့ before submission เนาะမတင်သွင်းခင်မှာဒီ proposal ကို should be revised ပြန်ပြီးတော့ revise လုပ်တဲ့လေပေါ့เนาะအဲ့လိုမျိုး သူကဒီ company ကဒီသဘောတူတယ်အဲ့တော့ agree ကိုကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ past tense ဖြစ်နေတယ်အဲ့တော့ဒီနောက်မှာလာတုံးထားတဲ့ should ဆိုတဲ့အရာဒီ shall should เนาะ will would can could အဲ့တော့ သွယ်ဝိုက်ပြီးတော့ကျွန်တော်တို့ကို past tense ဆိုတာကိုသူကပြထားပြီးသားအဲ့တော့ဒါဒီကျွန်တော်တို့ tenses ကိုပေါ်ပြပေးထားတဲ့အတွက်ကြောင့် the proposal should be revised before submission ဆိုတဲ့အရာဒီ past tense ကိုပေါ်ပြပေးတဲ့ဒီ tenses ကိုဖော်ညွှန်းတဲ့အတွက်ကြောင့် final clause လို့ကျွန်တော်တို့ပြောရမှာဖြစ်တယ် tense ကိုရှိပါပြထားပေးတဲ့သဘော ောနော် example to haven't been informed of the changes เนาะဒီပြောင်းလဲမှုတွေကိုတဲ့ inform လုပ်ပြီးတဲ့အခါမှာ the manager decided to postpone the meeting meeting ကိုခဏရရနာမှာပေါ့နော်ဒီ postpone လုပ်ဖို့အတွက်ဆုံးဖြတ်ခဲ့ပါသည်အဲ့တော့ဒီ main clause ကဒီ manager က decided to postpone the meeting decided ဒီကျွန်တော်တို့ past tense နဲ့သုံးထားတယ် เนาะအဲ့တော့သူဒီ10 tenses ကိုဖော်ညွှန်းတဲ့အတွက်ကြောင့်ဒါကတော့ finite ဖြစ်တာသိကြတယ်အရှင်းမှကြည့်လိုက်တော့ past tense ဆိုပေမဲ့ HADING မဟုတ်ဘူး HAVING ဖြစ်တယ်เนาะ baseball ကိုပဲ ING ပေါင်းတာဖြစ်တယ်သူမှာ tenses ကိုဖော်ညွှန်းခြင်းမရှိတဲ့အတွက်ကြောင့် having been informed of the changes ဆိုတဲ့အရာဒီ non finite လို့ကျွန်တော်တို့ပြောရမှာဖြစ်တယ် the report, which was written by an external consultant, was well received. เนาะအဲ့တော့ဒီ L မှာကျွန်တော်တို့ comma လေးနဲ့ဝင်ထည့်ပြီးတော့ရေးထားတယ်သူ့ကိုဒီ report အစီရင်ခံစာအဲ့တော့ကိုပဲပြန်ညွှန်းထားတယ်ဒီ related pronoun ပေါ့နော် which ကိုသုံးထားတယ် was written by the external consultant external consultant တူကနေပြီးရေးသားပေးထားတယ်ဒီအစီရင်ခံစာကတဲ့အစီရင်ခံစာကို was well received ပေါ့နော်ကောင်းကောင်းလက်ခံရရှိပါသည်လို့သူကသုံးတယ်အဲ့တော့ bold letter နဲ့ရေးထားတဲ့အရာမှာကျွန်တော်တို့ was ဆိုတဲ့အရာကိုသုံးထားတဲ့အတွက်ကြောင့်ဒါဒီ past stem ကိုပြောခြင်းဖြစ်တယ်။ဒါကြောင့်ဒီ cross ကိုကျွန်တော်တို့ final cross လို့ခေါ်အောင်မှာဖြစ်တယ်။ example for the student left early to catch the last train ။နောက်ဆုံးရက်သားမှီဖို့ရန်အတွက်ကျောင်းသားတွေစောစောကြီးထွက်ခွာသွားခဲ့သည်။အဲ့တော့ to catch the last train ဆိုတဲ့အရာမှာ catch ဆိုတဲ့အရာဒီ verb 0တနည်းအားဖြင့် base verb ။ကျောင်းကျောင်းသားအများမလို့သူ့ကို s မပေါင်းဘူးဆိုတာမျိုးမရှိဘူးเนาะ။ဒါဒီ infinitive phrase နဲ့သုံးတာအတွက်ကြောင့်ဒါဒီ non finite clause လို့ပြောရမှာဖြစ်တယ်။ example 5 while he was waiting for the result he uh, he tried to remain calm เนาะအဲ့တတိငင်ငင်ဖြစ်ဖို့တဲ့သူက try ကြိုးစားနေခဲ့သည် main clause က try เนาะကြိုးစားခဲ့ပါသည်အဲ့တော့ while he was waiting ဆိုတဲ့အရာကြီးလိုက်တော့ was waiting past continuous နဲ့သုံးထားတယ် tenses ကိုပေါ်ပြပေးတဲ့အတွက်ကြောင့်ဒီ why he was waiting for the result ဆိုတဲ့ clause ဒီကျမတို့တဲ့ final clause ဖြစ်ပါတယ်အဲ့တော့ advanced wager number 6ကိုတွောမယ် if invited to the conference she would be delighted to attend အဲ့တော့ဖိတ်ကြားခံရခဲ့မယ်ဆိုရင်တော့ she would be delighted to attend တက်ရောက်ဖို့အတွက်သူမအရန်ကမှဝမ်းမြောက်ဝမ်းသာဖြစ်ပါလိမ့်မယ် delighted ဒီကျွန်တော်တို့ non great တွေပဲအကြီးတဲ့เนาะ very happy ကိုပြောခြင်းဖြစ်တယ်အဲ့တော့ဒီမှာဒီ invited ဆိုတဲ့အရာကိုကျွန်တော်တို့ ed ပေါင်းထားတယ်အဲ့တော့ non finite ဖြစ်ကြအောင်ကျွန်တော်တို့သိသိရမယ့်အချက်၃ချက်ရှိတယ် to never zero နဲ့ရေးထားရင်လည်း non finite ပြီးတော့ကမှာ va ing เนาะဒီရှိမှာစကြက်ပြီးတော့ဘာမှမလာဘူး ing va to be မပါဘဲနဲ့ ing နဲ့ရေးထားဆိုရင်လည်း non finite ပြီးတော့ ed ent ပေါ့နော်ဒါက regular irregular ဖြစ်ခြင်းပုံမှန်မူတည်ပြီးတော့ချိန်ချက်ရှိတယ်အဲ့တော့ ed en ပေါင်းထားတဲ့တော့ဒါသည် non finite ဆိုတာသိတယ်เนาะသူ့ရဲ့နာမည်ကကျမတို့ past participle လို့ခေါ်တယ် ing ဆိုရင်တော့ present participle လို့ပြောခြင်းဖြစ်တယ် Example 7ကြည့်ရအောင် He insisted that his opinion be included in the final draft เนาะနောက်ဆုံးဒီ final draft မှာ သူရဲ့ opinion ဒီထင်မြင်ယူဆချက်ကို be included ထည့်သွင်းဖို့တဲ့သူကအမိအယာတိုက်တွန်းတယ် Insisted ဆိုတဲ့ဘာဒီ suggested မှုမှာသုံးတဲ့ဘာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျမတို့ဒီ was included လို့ရေးမဲ့အစား be included နဲ့ဒီများမှာတုံ့တာခြင်းဖြစ်တဲ့အခုဒီ bold letter နဲ့ရေးထားတဲ့ဒီ clause ကိုကျွန်တော်တို့ဟိုပါဘောနော် identify လုပ်မယ်ဆိုရင် singular စကြက်ဖြစ်တဲ့ဒီစကြက်ပြီးတော့ var လာတယ်လာတဲ့ var ကြီးက ed ပေါင်းထားတဲ့အတွဲကြောင့်ဒါဒီ past tense တော့ရည်ညွှန်းတဲ့ time frame ကိုဖော်ပြပေးတဲ့တကြောင်သူကို final clause လို့ခေါ်ရမှာဖြစ်တယ်နော်ဒီမဲရောက်နဲ့ရေးထားတဲ့ယာဒီ final clause exam မှာအကြည့်မယ် to have been chosen for such a role is a great honor no uh, such a role အဲ့လိုမျိုးခံကဏ္ဍအတွက် had been chosen အရွေးခံလာရခြင်းက is ဖြစ်ပါတယ် a great honor အရင်ကမှဂုဏ်ယူဝမ်းမြောက်ဆရာကောင်းတဲ့ အဲ့တော့2ရက်နောက်မှာ HIV have ကိုတွေ့တယ် HIV have the base ပေါ့เนาะကျော်သူသူရက်ဒီဒီဟာပေါ့เนาะဒီ present တက်မှာဆိုရင် HAS HIV have person ဆိုရင် HD ရက်စသဖြင့်ချိန်တယ်အခုကကျွန်တော်တို့မူရင်း HIV ဟာကိုသုံးထားတဲ့အကြောင်း to had been chosen ဆိုတဲ့အရာဒီ non finite clause လို့ပြောရမှာဖြစ်တယ် ီဇာမှာနန်းကြည့်မယ် the woman standing beside the speaker နော် speaker ရဲ့နဘေးမှာရန်နေတော့ဒီအမျိုးသမီးဒီ is ဖြစ်ပါတယ် a renowned scientist နော်ဒီကြော်ကြားထင်ရှားတဲ့ဒီ scientist တူဖြစ်ပါသည်အဲ့တော့ standing beside the speaker မှာကျွန်တော်တို့ ing ပေါင်းထားတယ်အဲ့ဒီ ing ပေါင်းထားတဲ့အရာဒီ present participle ကိုညွှန်ချင်းဖြစ်ပါတယ်ဒီအရှိမရှိတဲ့စပြတ်ဒီ singular ပဲဖြစ်ဖြစ် plural ပဲဖြစ်ဖြစ်ဒါယူ change ပေးစရာမလိုဘူးเนาะအဲ့တော့ သူကို present participle နဲ့ရေးထားတဲ့ကြောင့်ဒီ bold letter နဲ့ဒီ underline လုပ်ထားတဲ့ဒီ phrase ကိုကျွန်တော်တို့ non finite clause လို့ခေါ်ရမှာဖြစ်တယ်။ထို့အတူပဲ example ထက် it appeared that the data had been manipulated เนาะဒီ word အကြောင်းမှကြည့်လိုက်တဲ့အခါမှာ it appear เนาะဒါရဖြစ်ပုံပေါ် ယ်တဲ့เนาะ the data ဒီအချက်အလက်တွေကတဲ့ had been manipulated เนาะဒီဒီကြိုးကင်ချေလဲတာပေါ့เนาะ manipulated လောက်တဲ့ဆိုတာကတော့အဲ့တော့ had been manipulated ကိုသုံးထားတယ်အဲ့တော့ had been เนาะဒီ battery ဒါဒီအချိန်ကာလတနည်းအားဖြင့် present perfect တန်းကိုပြောခြင်းဖြစ်တယ် present perfect เนาะအဲ့ဒါကိုသုံးထားတဲ့ကြောင့် been နဲ့ပါတဲ့ကြောင့်ဒါဒီဟို passive voice နဲ့လည်းရေးထားတယ်အဲ့တော့ဒါကိုကျွန်တော်တို့ finite clause လို့ခေါ်ရမှာဖြစ်တယ် ဲ့တော့ကျမတို့ဒီနေ့သင်ခန်းစာကိုပြန်ပြီးတော့ summarize လုပ်မယ် နော် finite clause နဲ့ non finite clause အကြောင်းပြောပြသွားတယ် finite clause ကဝကြတဲ့ကြောင်းမှာ va ဒီတလုံးနဲ့ပဲရှိတယ်အဲ့ဒီ va ကစာချက်နဲ့လည်း conjugate လုပ်တယ်လို့ဒီ time ကိုလည်းဟိုကိုစားပြုတယ်ပေါ့နော်ပေါ်ပြပြီးတယ် present ဆိုရင် present past ဆိုရင် past future ဆိုရင် future အဲ့တော့ဒါဒီ finite clause ဖြစ်တယ် non finite clause ကိုပုံစံ၃မျိုးနဲ့တွေ့ရမှာဖြစ်တယ်တွေ့ရနောက်မှာ base va လိုက်တာကတကူ va ing နဲ့ပုံတွေ့ရမှာတကူပြီးတော့ va ed en เนาะဒါမျိုးနဲ့၃ခုကျွန်တော်တို့တွေ့ရနိုင်တယ်သူက သုံးရတဲ့ရည်ရွယ်ချက်ကဒီ sudden stretcher အဲ့ဒီ sudden stretcher ကဒီဘာတလုံးနဲ့ရှိနေတယ်ဆိုရင်ဒါ main clause အဲ့ဒါကိုလာပြီးတော့ support လုပ်ထားပေးတယ်ဒါဆိုရင်ကျမတို့ subordinating clause အထူးသဖြင့် non final clause တွေက subordinating ဒီ clause တွေအဖြစ်နဲ့ကျမတို့တွေးရတယ်ထို့အတူပဲအရေးအသားကိုကျမတို့ complex ဖြစ်ပြီးတော့ fluent ဖြစ်တဲ့ writing မျိုးရေးချင်တဲ့အခါမျိုးမှာဆိုရင်ဒီ choppy sudden လို့ခေါ်တဲ့ subject verb subject verb အတူလေးတွေကိုကျမတို့ပေါင်းထည့်လိုက်တယ် ပေါင်းထည့်ပြီးတော့ခုနကပြောထားတဲ့ dubrava 0တို့ va ing တို့ va eden တို့နဲ့ဖန်တီးပြီးတော့ main clause ကိုကျွန်တော်တို့နဲ့ဝင်ပေါင်းပြီးတော့ရေးတာပေါ့နော်အဲ့တော့ combine combination လုပ်ဖို့အတွက်လည်းသုံးတယ်တို့အတူပဲဒီ final clause non final clause သိထားမယ်ဆိုရင် final clause ကကျွန်တော်တို့ကိုအချိန်ကာလကိုပေါ်ပြပေးတဲ့အတွက်ကြောင့်တော့ tense ကိုဒီ control လုပ်ပေးတယ်ဆိုရင် final control မလုပ်ထားဘူးဆိုရင် non final ဆိုတာကျွန်တော်တို့သိတယ်ပြီးတော့ကိုယ့်ရဲ့အရေးသားကသဘောဝကြကြနော် academic sense ဒီ style ကြရေးတက်ဖို့အတွက်ဒီ final clause 9 final clause ကိုသိထားဖို့လိုအပ်တယ်ဒါတွေကိုသုံးလိုက်တဲ့အတွက်ကြောင့်အရှိမပြောသွားတယ်ကျွန်မဆက်ဟိုပါဘောနော် subjunctive mood မှာဆိုရင် base word ကိုပဲလာသုံးတယ်ဒီကရိယာခွဲဆရာမလိုဘူးတူအတူပဲတချို့တော့ verb တွေအနောက်မှာဆိုရင်ကျွန်မတို့ infinitive phrase ပဲလိုက်တယ်တချို့ verb တွေနောက်မှာဆိုရင်ဒီ ing ed ဟိုပါဘောနော် adjective ဓာတ်တွေလိုက်တယ်ဒီ grammar အရာဒီ accuracy ဒီတိကျသေချာဖို့ကိုတိချပြီးဖို့အတွက်ကျွန်မတို့ဒီသင်ခန်းစာကိုလေ့လာရခြင်းဖြစ်ပါတယ်အဲ့လို့ ွမ်းအစဉ်ပြေမယ်လို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်